ယူဇီလန်ပါလီမန်ကမြန်မာစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲဟာအတူအယောင်ရွေးကောက်ပွဲသာဖြစ်ပြီးတော့တန်ရှင်းများတာတဲ့ရွေးကောက်ပွဲလည်းဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့တခဲနဲ့ပြစ်တင်ရှုတ်ချလိုက်ပါတယ်။နယူးဇီလန်နိုင်ငံသားရေးဝန်ကြီးလည်းဖြစ်တဲ့ဝင်းစတန်ပီတာစ်ကဒီပြစ်တင်ရှုတ်ချတဲ့အဆိုပြုချက်ကိုနိုဝင်ဘာ9ရက်နေ့မှာ ပါလီမန်ကိုတင်သွင်းခဲ့တာဖြစ်ပြီးတော့ဒီအဆိုပြုချက်ထဲမှာရွေးကောက်ပွဲဝင်မဲ့သူတွေရဲ့အတိုက်ခံအစ်မန်တွေပါဝင်မှုမရှိတာကိုထောက်ပြထားပါတယ်။ဒါအပြင်ရွေးကောက်ပွဲကိုစောင့်ကြည့်ဝေဖန်ပြီးတော့ဖျက်လို့ဖျက်ဆီးလုပ်တဲ့သူတွေကိုအရေးယူမယ်ဆိုပြီးတော့လဲစေအောင်စုကဥပဒေပြဋ္ဌာန်းထားတာကိုထောက်ပြထားပါတယ်။ဘုံကြုံမှုကြီးမင်းအောင်လိုင်ဦးဆောင်တဲ့စစ်တပ်အနေနဲ့နိုင်ငံရေးချင်းသားတွေကိုပြန်လွှတ်ပေးပြီးတော့အရက်သားတွေကိုရက်လီရင်နဲ့တိုက်ခိုက်တာတွေအဆုံးသတ်ဖို့လဲအဆိုပြုချက်ထဲမှာတောင်းဆိုထားပါတယ်။ ဒါအပြင်ကုလသမဂ္ဂလွန်ကြိုရေးကောင်စီဆုံးဖြတ်ချက်အမှတ်2669နဲ့အာဆီယံဘုံသဘောတူညီချက်9ရပ်ကိုလက်ခံဖို့လည်းတိုက်တွန်းထားပါတယ်။ Labor Party လွှတ်တော်အမှတ် Phil Twyford ကလည်းရွေးကောက်ပွဲဟာစာတင်ကြောင်းနဲ့စေယုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့စစ်ရာဇဝတ်ကောင်တွေကိုတရားဝင်အားပေးလိုက်တဲ့အတူအယောင်ရွေးကောက်ပွဲပဲလို့ဆိုရတယ်။စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ဟာလွန်ခဲ့တဲ့၄နှစ်က စစ်အာဏာသိမ်းပြီးတော့ဒီမိုကရေစီစနစ်ချုပ်ငင်းစေခဲ့သူဖြစ်တယ်လို့မြန်မာလူမှုအပေါ်လဲတိုက်ခိုက်တပ်ဖြတ်သူဖြစ်ပါတယ်စစ်တပ်ရဲ့လူမဆန်တဲ့အပြုအမူကြောင့်လူပေါင်း3.6တန်းဟာအိုးအင်တွေကနေစွန့်ခွာခဲ့ရပြီး16တန်းဟာအငတ်ပေးရင်ဆိုင်နေရတယ်လို့ကမ္ဘာစားနယ်ရိတ်ခါဖြန့်ဝေအဖွဲ့ကလည်းပြောကြားထားတာပါ Green Party လွှတ်တော်အမတ်အထီနာဦးထွိုင်အောင်တို့ကလည်းမြန်မာနိုင်ငံကိုသွားခဲ့တဲ့ရုံးကလေကြောင်းတက်ခတ်မှုတွေရက်ဆက်ကြမ်းကြုတ်မှုတွေဟာပြောလို့မကုန်ဘူးလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ရွာသူရွာသားတွေကပြောခဲ့ကြောင်းပါလီမန်မှာပြန်လည်တင်ပြပါရတယ်။ဒါကြောင့်အခုလိုအဆိုပြုချက်ဟာမြန်မာစစ်အုပ်စုကိုရှုံချရာရောက်ပြီးတော့နယူးဇီလန်နဲ့နိုင်ငံတကာကမြန်မာမိသားစုတွေနဲ့အတူရက်တီကြောင်းပြသရာရောက်တဲ့ဆိုပြီးတော့လည်းပြောပါရတယ်။နယူးဇီလန်နိုင်ငံဟာမြန်မာဒီမိုကရေစီရေးနဲ့ပတ်သက်ပြီးတော့အစဉ်တစိုက်ထောက်ခံအားပေးလာတဲ့နိုင်ငံလည်းဖြစ်ပါရတယ်။ကျွန်တော်အောင်ဆွေပါ။